ဧပြီ9ရက်နေ့အတွက်ညနေခင်းသတင်းတွေကိုနားဆင်ရမှာပါ။ရှမ်းပြည်မြောက်ပိုင်းမှာအောက်ခြေတပ်ဖွဲ့ဝင်တွေကြားပြဿနာတချို့ဖြစ်ခဲ့တဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA နဲ့ပလောင်ပြည်နယ်လွမြောက်ရေးတပ်ဦး PSLF DNLA တို့ဟာဆွေးနွေးပွဲအတွက်ရှေ့ပြေးညှိနှိုင်းရေးတွေစတင်နေပြီလို့ KIO ကောင်းဆောင်ဒုဗိုလ်ချုပ်ကြီးကိုမော်ကဒီနေ့မှအတိပေးလိုက်ပါရရှင်။နေပြည်တော်ကမြေရထားဌာနနဲ့မွေးမြူရေးဌာနဝန်ထမ်းအင်အားတွေမှာ ပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေအောက်ပိတ်မိသိဆုံးသူတွေကိုပြန်လည်ဖော်ယူနိုင်တာမရှိလို့အပုံနံတွေဟာဘေးပတ်ဝန်းကျင်အထိတက်ရောက်လာကြောင်းမြို့ကန်တွေစီကသိရပါတယ်။အဲ့ဒီဌာနတွေကဝန်တန်းတွေနဲ့မိသားစုတွေကိုတော့နေပြည်တော်ဘူတာကြီးနဲ့ကုန်းလန့်ပို့ဆောင်ရေးဝန်ကြီးဌာနဝင်းထဲမှာစစ်ကောင်စီကယာယီနေရချထားပေးပါတယ်ရှင်။ ချင်းညီနောင်ပူပေါင်းအဖွဲ့ရဲ့ဖလန်းမြို့သိန်းစစ်စင်ရေးကို2024နိုဝင်ဘာ9ရက်နေ့ကစခဲ့ပြီးဒီနေ့မှာတော့ဖလန်းမြို့နယ်တစ်ခုလုံးစစ်ကောင်စီကင်းစင်တဲ့နေမြေဖြစ်သွားပြီလို့ချင်းညီနောင်ကအသိပေးလာပါတယ်။ဧပြီ9ရက်နေ့ကတည်းကဖလန်းမြို့မှာနောက်ဆုံးကျန်နေတဲ့ခလာယာ268တပ်ရင်းကိုအပိသက်သိမ်းနိုင်ခဲ့တာဖြစ်ပြီးထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုရှင်းလင်းရေးလှုပ်ဆောင်နေခဲ့တာလို့ချင်းသတင်းရှင်းမြစ်တွေကပြောပါတယ်ရှင်။ ။စကိုင်းတိုင်းအင်းတော်မြို့သိမ်းတိုက်ပွဲကို2024ဩဂတ်16ရက်ကစခဲ့ပြီးဧပြီ9ရက်ညမှာတော့တမမူဦးဆောင်တဲ့အဖွဲ့ကနောက်ဆုံးခံစစ်ဂျပန်လှန်ကူကုန်းကနေစကန်းစွန်ဆုတ်ခွာသွားပေမဲ့ကတာမြို့နယ်တွင်မှပြန်ဖမ်းမိတယ်လို့သိရပါရရှင်။